ahlan wa sahlan welcome back to my channel okay ကျွန်တော်ဒီနေ့သင်ပြပေးမယ့်အကြောင်းအရာကတော့ကျွန်တော်အခြေအနေတွေပြတဲ့အခါမှာအသုံးပြုလို့ရတာပေါ့နော် okay သင်ခန်းစာလေးစာလိုက်ရအောင်ကျွန်တော် now now ဆိုရင်ယခုဟုတ်တယ်နော်အခုငါဘာလုပ်နေလဲအဲ့လိုပေါ့နော်အဲ့လိုရဆိုရင်ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ alhin first first ဆိုရင်ပထမအရင်ဦးဆုံးပေါ့နော်အရင်ဦးဆုံးတော့ဘယ်လိုသွားလိုက်ပါပထမဆုံးဘာလုပ်လိုက်ပါဆိုရင် awwal ကျွန်တော်ဘယ်လိုပြောမလဲ awwal okay နောက်တစ်ခုကကျတော့ကျွန်တော် today ယနေ့ပေါ့နော် today ယနေ့ဆိုရင် alium ယနေ့ဆိုရင် alium not ကိုကြတော့ yesterday ဆိုရင်မနေ့ကမနေ့ကဆိုရင်ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ ams မနေ့ကဆိုရင် ams tomorrow မနေ့ဖြန်မနေ့ဖြန်ဆိုရင်ဘုကရာ tomorrow မနေ့ဖြန်ဆိုရင်ဘုကရာလို့ပြောလို့ရပါတယ်ကျွန်တော်အဲ့မှာ week အပတ်ဆိုရင်ဘယ်လိုပြောမလဲဆိုတော့ asbu အာ week ဆိုရင်အပတ်စဉ်ပေါ့နော်အပတ်ဆိုရင် asbu အဲ့လိုတောင်းလို့ရတယ် month ဆိုရင်ကျွန်တော်တို့ shahr month ဆိုရင် shahr ဆိုရင်လပေါ့နော်လနှစ်လ shahr နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်တို့ year ဆို year ဆိုလို့ရှိရင် sana sana လို့ပြောလို့ရပါတယ်အားလုံးကျေးဇူးတင်ပါ year ဆိုတော့နှစ်ပေါ့နော် see you next video